ဟယ်လိုအားလုံးမင်္ဂလာပါ Sport Channel ရဲ့ Facebook Page နဲ့ YouTube Channel ပြန်လည်းကြိုဆိုလိုက်ပါတယ်။အာဒီနေ့ကျွန်တော်တို့ဒီပွဲပြီးသုံးသပ်ချက်လေးကျွန်တော်လုပ်ပေးချင်တယ်ဒီ Liverpool ပွဲ။ Liverpool ကကျွန်တော်တို့ဒီတကယ်တော့ Liverpool ကကောင်းတယ်။ကျွန်တော်အရင်ကပြီးခဲ့တဲ့ပွဲတုန်းကအာပြောတယ် United နဲ့ပွဲတုန်းကနိုင်တာက Liverpool ကိုကန်ခေလို့လို့ United United ကကောင်းတယ်မှန်တယ်ဒါပေမဲ့အာဒီဘယ်လိုပြောရမလဲ။ လီဗာပူးလည်းကောင်းတယ်အပွဲတော့ကောင်းပြီးမှလီဗာပူးက၉ခံခေတာတိုင်နေပရတ်တွေထိပြီးမှအာ၉ခံခေမှလီဗာပူးကဆုံးသွားတယ်လို့ကျွန်တော်ကပြောဖူးတယ်နော်အဲ့ဆိုတော့ဒီဘက်မှာလီဗာပူးကထပ်ဆုံးသွားတော့ကျွန်တော်စိတ်တော့မကောင်းဘူးဘာလို့လဲဒီကိုအားပေးတဲ့တင်းကမထင်မပဲနေလို့ဆုံးပွဲရလာတဲ့ဂျုံတွေ့တဲ့ချိန်မှာအာအားပေးတဲ့ပြိတ္တတွေနေနဲ့စိတ်သက်ကြစရာဖြစ်လို့ စိတ်တို့ရတယ်ဗျာကျွန်တော်ညီမ United ဖန်နေဆိုကျွန်တော်ကောင်းကောင်းသိတယ်နားလည်တယ်ဒီလိုချုံပတ်တယ်ကျွန်တော်ကောင်းကောင်းကြုံဖူးတော့ကျွန်တော်ဒီလိုရက်လက်တရားဒီလိုခက်အခက်အာဒီလိုခိုက်တန်းနဲ့ကျွန်တော်ကြုံဖူးတော့ဖန်ချင်းချက်ကျွန်တော်ကိုချင်းစားတယ်ဘဘူးကလေဒီနိုင်ပွဲတပွဲလောက်လို့နေတာနိုင်ပွဲတပွဲရှိရရှင်ဒီဘဘူးပြန်လာမှာကြည့်လိုက်ပြုရှင်တိုက်စစ်မှာတိုက်စစ်မှာဒီပုံတန်းရာချီတုံးပြီးမှာဒီနေ့တုံးပြီးမှာခေါ်ထားတဲ့တိုက်စစ်ကကျွန်တော်ထင်တာသလောက်အခြေစစ်မမီသေးဘူးအဲ့ဒါဝဲနေစရာကောင်း ဒါပေမဲ့တရားကြကြတော့ကျွန်တော်ဖြစ်မယ်လို့မထင်ဘူးနောက်လာမယ့်ပွဲမှာတိုက်စီတရားလည်းအခြေဆက်ပြောင်းမိမှာတကယ်အဲနိစုတော့လိုချင်တဲ့တိုက်စီအတွေ့ပြောင်းလဲပြီးမှရရှိမယ်လို့ကျွန်တော်မျှော်လင့်တယ်ယုံလဲယုံကြည်တယ်ဘာလို့လဲဒီအခုအာလီဗာပူးကခေါ်ထားတဲ့တိုက်စီတရားအာပါရီဘာချတိုက်စီတွေမဟုတ်ဘူးတကယ်ကဘာပေါ်မှာဒီအကောင်းဆုံးဆိုတဲ့တိုက်စီထဲမှာပါတဲ့တိုက်စီကစားမလို့တော့ခေါ်ထားတာဆိုတော့နောက်လာမယ့်အပွဲစီနေမှာနိုင်ပွဲတစ်ပွဲနှစ်ပွဲလောက်သူတို့ကောင်းကောင်းပြန်ရလို့ရှင်သူတို့က အာဒီစိတ်တခွန်အားတွေပြန်ပြီဖို့တယ်ဗောနော်ဒီနိုင်နိုင်ပွဲနိုင်ပွဲလုံနေတာဗောနော်တို့ရဲ့ဒီ team work ပြန်ကောင်းဖို့အတွက်ယုံကြည်မှုပြန်ကောင်းဖို့အတွက်ကနိုင်ပွဲတစ်ပွဲနှစ်ပွဲလောက်လုံနေတယ်အဲ့တော့နိုင်ပွဲလည်းတော့လာမယ့်ပွဲတွေမှာပြန်လဲရယူနိုင်လို့ကျွန်တော်မျှော်လင့်တယ်လီဗာပူးကကောင်းတယ်ကစားကွက်လည်းကောင်းတယ်ကစားပုံလည်းကောင်းတယ်တိုက်စစ်ဆင်တယ်လည်းအရမြန်တယ်ဒါပေမဲ့ဒီတို့မှာကျွန်တော်ရင်တော့ပြောတယ်လီဗာပူးမှာပါအားနေလေဆိုတော့နောက်တန်းကျွန်တော်မြန်ပြောနေနောက်တန်းလီဗာပူးနောက်တန်းကမကောင်းတော့မကောင်းနဲ့ အဲ့ဒီကောင်တာတိုက်စစ်တွေတံပြန်တိုက်စစ်လာတဲ့အချိန်မှာလီဗာပူးရဲ့အထိုင်ကစားသမားကနေတယ်နည်းနည်းမမဆုပို့လောက်လေးနေတယ်အဲ့နေတဲ့ဒီအကျိုးဆက်ကအဆုံးသတ်တေချာတဲ့တိုက်စစ်တွေနဲ့တွေ့လို့ရှင်အဲ့မှာပွဲရလာကပြောင်းသွားရောအဲ့ဒါအဖြစ်ပွဲရအဖြစ်ပဲဆိုတော့ကျွန်တော်ဒီလီဗာပူးအနေနဲ့လာမယ့်အဆောင်ရည်မလို့ရှင်နွေရည်မှာနောက်တန်းကစားသမားကောင်းကောင်းလျှင်မြန်ဖြတ်လိုက်တဲ့နောက်တန်းကစားသမား တယောက်တော့ဝယ်ဝယ်ကိုဝယ်ရမယ်လီဗာပူးကနောက်ပြီးလို့ရှင်ဝန်လေတယောက်တော့ကောင်းကောင်းဒီ ascendant တုံးနိုင်တယ်ဝန်လေကစကစမတယောက်တော့ဝယ်တော့ကောင်းမယ်ဒါဆိုကာတိကျုံကကောင်းတယ်မန်နေတိုင်းမဲ့သူကလီဗာပူးကွန်လေကိုဥဆောင်နေတဲ့အနေထားရှိတယ်လို့ကျွန်တော်တို့မမြင်ဘူးဆိုတော့လီဗာပူးကနံပါတ်1ဦးစားပေးတဲ့နောက်တန်းတယောက်ဒီဘန်ဒိုက်နေရာမှာအစားထိုးဖို့တရော့ကောင်းကောင်းနော်ဒန်ယောက် အခေါ်ရမယ်ပြီးလို့ရှိရင်ကွန်လယ်မှာကောင်းကောင်းဒီအစားထိုးနိုင်မယ်ကောင်းတယောက်စားရမယ်အဲ့ဆိုရင်လီဗာပူကတိုက်ဆက်ပြောစရာတိုက်ဆက်ရလို့မလို့ပြောဘူးကအဲ့ဆိုတော့ပြီးလို့ရှိရင်အတိုက်ဆက်လေဒီအခြေဆက်တွေပြန်ရလာမယ်ယုံကြည်မှုပြန်ရလာမယ်ဆိုရင်လီဗာပူကအကောင်းဆုံးပြန်လာနိုင်မလို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့လီဗာပူဖန်နေဖိုက်တင်းဆိုတော့နောက်ပွဲမှာပြန်လာမှာပါလီကအာဒီအခုပရီးမီယာလိမ်းမှာလေးပွဲဆက်ဆုံးသွားပြီဆိုတော့ မဖြစ်ဒီပွဲပြန်လာနောက်ပွဲမှာလည်းသူတို့လည်းအကောင်းဆုံးပြင်ဆင်မှုနဲ့ပြန်လာမယ်လို့ကျွန်တော်ယုံကြည်တယ်ညောင်းနေတယ်ဒီဘောလုံးမှာတော့အဲ့လိုဖြစ်တတ်ပါတယ်ဘောလုံးပွဲကတော့ဒီလိုပဲဟိုမထင်ထားတဲ့ရတဲ့ဖြစ်တတ်တယ်တကယ်အန်အောစရာကောင်းတဲ့ရတဲ့ထွက်အာဖြစ်တတ်တယ်ဆိုတော့လီဗာပူးရဲ့အားနည်းချက်ကအဲ့ဒီနောက်တန်းနောက်တန်းနဲ့ခုလောစရာဆေးမှာတိုင်ပတ်နေတာဆေးမှာကစားဆေးမှာကဒီတိုက်စီကစားမှရယုံကြည်မှုပြောက်ဆုံးနေတာပြလို့ရှင်တယောက်နဲ့တယောက်ချိတ်ဆက်မှုအားနေတယ်လီဗာပူးကအဲ့ဒါကြီးပြဿနာအခုအဲ့ဒါကြောင့် ချိတ်ဆက်မှုအားနည်းတယ်ရှေ့ရှေ့ကချိတ်ဆက်မှုအားနည်းတယ်ယုံကြည်မှုအားနည်းတယ်နောက်တန်းကနေတယ်ပန်ကြိုက်ကနေတယ်ဒီလို့ရှင်ကိုနာသေးလည်းနေနေတယ်ဗျကျွန်တော်ကမြင်တော့နေနေနေတယ်လို့ရှင်ကိုနာသေးကလည်းလျော်မှုနောက်တန်းကောင်းကောင်းဥဆောင်နိုင်တဲ့အရေးချမ်းရှိတယ်လို့ကျွန်တော်တော့မထင်ဘူးအဲ့တော့ဆိုတော့ကျွန်တော်နောက်ပွဲမှာအာလီဗာပူးကိုအကောင်းဆုံးပြင်ဆင်မှုပြန်လာတယ်မလို့ညွှန်တဲ့တယ်နိုင်ပွဲတွေဒီတို့ကမ်ဘက်ပြန်လာနိုင်ဖို့အတွက်နိုင်ပွဲတစ်ပွဲနှစ်ပွဲလောက် ရပြည့်ဆိုတော့လီဗာပူးလည်းကောင်းဆုံးပြန်လာနိုင်မလို့မျှော်လင့်တယ်ဆိုတော့နောက်ပွဲတွေမှာကျွန်တော်လီဗာပူးဖန်တွေဆက်လက်ပြီးမှအားပေးအောင်ပြန်လာနိုင်မလို့ကျွန်တော်မျှော်လင့်တယ်ဒီနေ့ကျွန်တော်ရဲ့ဒီလီဗာပူးပွဲနဲ့ပတ်သက်ပြီးမှပွဲပြီးတုံးလို့ချက်ရတော့အာဒီမှာပြဆုံးသပြစေအားလုံးကိုကျေးဇူးတင်ပါတယ်